ARD တိုင်းတွင်းရှိမြို့နယ်သုံးခုထက်မနည်းမှာဆေးရည်ချင်းနေတင်းမာနေပြီးတော့တိုက်ပွဲတွေလည်းဖြစ်ပွားနေတဲ့အတွက်စစ်ကောင်စီကလက်နက်ကြီးစခန်းတွေကိုတိစောက်ပြီးခန်းစစ်ပြင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီအားရေကြီးတာပေါင်းနဲ့အုံမြို့နယ်သုံးခုလမ်းစုံဖြစ်တဲ့တစေချောင်းကျေးရွာစာတင်ကျောင်းမှာလက်နက်ကြီးစခန်းအခြေပြုဖို့ပြင်ဆင်နေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်စီကသိရပါတယ်။အဲဒီစခန်းနေရာဟာစီးရအရေးကြီးဘူဟာနေရာဖြစ်ပြီးတော့ တာပေါင်းမကြီးစင်ဘက်ကိုသွားလို့ရတယ်လို့စီရေးပြင်းထန်နေတဲ့ရေကြီးအမြောက်တက်ဘက်ကိုလည်းတက်လို့ရတယ်လို့သိရပါတယ်။စီရေးလည်းပြင်းနေတယ်။အဲ့ဒီပြင်ဈေးဝယ်ယူခွင့်ကိုထောက်ခံစားနဲ့လုံခိုင်းထားတယ်။ဆက်သုံးစီလုံးဝပေးမဝယ်ခိုင်းမှုစစ်တပ်ကဒေသခံတွေ AA နဲ့ PDF တွေထောက်ပို့မှာကိုအရန်ကြောက်နေတယ်လို့တာပေါင်းဒေသခံတူက ARD Times ကိုပြောပါရယ်စစ်ကောင်စီဟာလေးမျက်နှာမျိုးနဲ့ပိနေကွင်းကျေးရွာအနီးမှာလဲအင်အား90ခန့်နဲ့လက်နက်ကြီးစခန်းအခြေပြုထားက အင်ကပူမြို့နယ်ရှိမဲစလီကုန်းမြို့မှာလည်းလူဝင်အားစုဆောင်ပြီးစစ်တင်နံပေးနေကမြို့ကိုခန်းဆင်းမြို့ဖြစ်စီမံဆောင်ရွက်နေမှုတွေရှိတယ်လို့သိရပါတယ်။အင်ကပူကွင်းကအမှန်ငါတက်မတော်တမ်းမြင့်လေးကျင်အကြောင်းတကကငါအနီးမှာလည်းစင်ရားတွေပို့ထားကစစ်တင်နံဆင်းတွေကိုရက်တိုတင်နံပေးပြီးအင်အားတိုးချဲ့ထားတယ်လို့သိရပါတယ်။လက်ရှိမှာအင်ကပူမြို့နယ်ဗန်မွေးကုန်းကျေးရွာအနီးငတိုင်းချောင်းအမြောက်တက်အနီးနဲ့လေးမျက်နှာမြို့နယ်အဆက်တွေမှာ စီရေးတင်းမာနေတယ်လို့သိရပါဗျ။